ကျောက်ဖြူမျိုးပေါ်ကိုနေကဆန်တွေတင်သွင်းကင်းကိုပိတ်ပင်ထားပြီးဆန်ရှားပါလာနေတဲ့အချိန်မှာစစ်တပ်နဲ့နီးစပ်သူတွေကဆန်တွေကိုရန်ကုန်ကမှာယူကဈေးတင် ရောက်ရှာမှုတွေရှိနေတယ်လို့သိရပါဗျ။နေဘက်ဒေသတွေကနေမျိုးကိုဆန်တင်သွင်းဖို့သွာလာခွင့်တွေမရှိတာကြောင့်လက်လုံလက်စားတွေဟာလည်းအခက်အခဲဖြစ်လာနေရတယ်လို့ကျောက်ဖြူမျိုးခန့်အမျိုးသမီးတစ်ယောက်ကပြောပါဗျ။ကြောက်ဖြူခရိုင်ကနှစ်စဉ်ထွက်လာတဲ့ဆန်တွေဟာဒေသအတွင်းပြည်သူတွေအတွက်ဖူလုံတဲ့အပြင် ပိုရှန်နေလို့လည်းသိရပါဗျ။ဒါပေမဲ့လည်းဒီနှစ်အတွင်းကျေးလက်ဒေသကဆန်စပါးတွေကိုကြောက်ဖြူမျိုးပေါ်ကိုတန်သွင်းခွင့်တွေကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်တားမြစ်ပိတ်ပင်ထားတဲ့အတွက်ကြောင့်အခုလိုဆန်ရှားပါနေရတာဖြစ်တယ်လို့လည်းသိရပါဗျ။အခုလိုဆန်ရှားပါတဲ့အချိန်မှာဆန်တဲ့အခြေခံစားတောက်ကုန်တွေကိုရန်ကုန်ကနေစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ခရိုနီအတိုင်းဝန်းတွေကအလွယ်တကူမှာယူကခေါင်းပုံဖြတ်ဈေးတင်ရောက်ရှာနေကြတယ်လို့လည်းဒေသခံတွေကပြောဆိုကြတာပါ။ ကျောက်ဖြူမြို့နယ်အပါအဝင်ကျောက်ဖြူခရိုင်မှာ2021-2022ခုနှစ်စည်ရင်းတွေအရမိုးစပါ36,000 2164ဧကစိုက်ပျိုးပြီးရိုက်သိမ်းဧက36,000 1465ဧကရှိရမှာ အထွန်းတော်အဖြစ်တဧကကို58တသမ95အထက်ရှိခဲ့ပြီးစုစုပေါင်းခံမှန်းချေ63,5800တင်ထွက်ရှိခဲ့တယ်လို့ DOCA ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။